ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတပုတ်ကတော့မိုးစက်ငင်းချင်းရေးသားတဲ့အချမ်းဘတ်စစ်ကောင်စီကိုချင်း၆လာနေတဲ့ AR စစ်မျက်နှာဆိုတဲ့ဆောင်ပါတပုတ်ပဲဖြစ်ပါတယ်2024ခုနှစ်ဒီဇင်ဘာ29ရက်နေ့ရခိုင်ပြည်နယ်တောင်ဘက်စွန်းကဂွားမြို့ကိုအရက်ခတပ်တော် AA တင်းယူခဲ့ပါတယ်ကွမ်မြူကဆုတ်လာတဲ့အကျန်းဖက်တက်ဟာတောင်ဘက်မှာရှိတဲ့ AR တိုင်း ပသိမ်ခရိုင်ဘောမီမှာခုခံခဲ့ပင်မဲ့2025ခုနှစ်ဇန်နဝါရီ16ရက်နေ့မှာဘောမီအားအေကတိမ့်ပိုက်ပြီးနောက်တောင်ဘက်ရွှေတောင်ရန်ချောင်းတာဘက်ကိုဆက်လက်ထိုးစစ်ဆင်ခြင်း မပြုတ်ပဲဘောမီမှာရက်တန့်သွားပါလေထို့နောက်အေနဲ့ PDF ပူးပေါင်းတက်များဟာစစ်ကြောင်း၃ခုခွဲပြီး ARD တိုင်းတွင်းကိုစစ်မျက်နှာဖွင့်လှစ်ဝင်ရောက်လာတာကိုတွေ့ရပါတယ် ပထမတကြောင်အားဘောမီမအရှိတောင်ဘက်တာပေါင်းဘက်သို့ဥတီပါတယ်ဒုတိယဆေးကြောင်ကတော့အရှိဘက်ကငတိုင်းကြောင်ကားလန်အတိုင်းရေကြည်မြို့နယ်ငတိုင်းကြောင်မြောက်ဆန်းအခြေဆိုင်အမှတ်344အမြောက်တရင်အမတ344ကိုဥတီပါတယ်တတိယဆေးကြောင်ကအရှိမြောက်ဘက်အင်ကပူလေးမျက်နှာမြို့နယ်ဘက်ကိုဥတီပါတယ်ရခိုင်ကမ်းရိုးတန်းတိုင်တောင်ဘက်ကိုတကြောင်ထိုးချီတက်လာရာမှာဘောမီတိမ့်ပြီးနောက အေယော်ရီတိုင်းတွင် ဝင်ရောက်လာတဲ့အခါစစ်ကြောင်းသုံးကြောင်းဖြန့်ခွဲလိုက်တာကိုတွေ့ရပါတယ်။တာပေါင်းစစ်မျက်နှာမှာတော့ဗောမီမအရှိတောင်ဘက်ကိုဥတီတဲ့စစ်မျက်နှာခမရ308အခြေစိုက်တဲ့တာပေါင်းဘက်ကိုဥတီတာတွေ့ရပါတယ်။2025ခုနှစ်ဇန်နဝါရီ28ရက်နေ့မှာတာပေါင်းကိုဥတီတဲ့လမ်းပေါ်မှာရှိတဲ့ကြားကောင်းရွာအားစတင်တိုက်ခိုက်ခဲ့ပြီးဖေဖော်ဝါရီ3ရက်နေ့မှာတိမ့်ပိုက်ခဲ့ပါတယ်။ ကြားကောင်းမှတာပေါင်းသွားရလမ်းကြောင်းပေါ်မှာရှိတဲ့ကြက်သွန်ကွင်းတဲဖြူဖျားကုန်းဆက်ထောင့်ကြီးစစ်လမ်းကြောင်းကျသွားပြီးတော့တိုက်ပွဲများစတင်ဖြစ်ပွားလာခဲ့ပါတယ်။တာပေါင်းမြို့နယ်တဲဖြူရှိရွာကနှစ်ဖာလုံကန့်ဝေးတဲ့ကင်မွန်းချင်တောင်အနီးတက်ဝိုက်မှာရှိတဲ့ကင်မွန်းချင်တာပေါင်းလေးခွေးကုတ်အနန်းကုံစတဲ့ကြီးရွာ အနီးတို့မှာလေဖေဖော်ဝါရီ28ရက်ကစတင်ပြီး ဧပါဝင်မာမိတ်ပူပေါင်းတပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေကြားတိုက်ပွဲများဖြစ်ပွားခဲ့တာကိုကြားသိရပါတယ်။ဧရာဝတီတိုင်းပသိမ်ခရိုင်တာပေါင်းမြို့နယ်မှာရှိတဲ့ခမရ308တပ်ရင်းရဲ့ကာကင်းစခန်းတစ်ခုကိုဧနဲ့မာမိတ်ပူပေါင်းတပ်တို့ကတိမ့်ပိုက်ပြီးနောက်မက်လ9ရက်နေ့နနက်ပိုင်းကစပြီးအကြမ်းဖက်စစ်ကောင်စီတပ်က အင်အား200ခန့်နဲ့တာပေါင်းမြို့နဲ့စင်ကနီခုံရွာနဲ့ကွင်းကလေးကျူးရွာတို့ကိုပြန်လဲထိုးစစ်ဆင်ဝင်ရောက်လာလို့မလ၈ရက်နေ့ထိတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။မလအတွင်းမှာတာပေါင်းမြို့နယ်မှာရှိတဲ့တာပေါင်းလေးရွာကျွန်းလျားကြီးအုပ်စုတဲပြူအနီးရှိ ကမွန်းကျင်ကုန်းနဲ့တစ်ဖြူအုပ်စုတေဝမ်းပူကြားကောင်းတို့မှာလည်းတိုက်ပွဲများဖြစ်ပွားတာကိုတွေ့ရတဲ့ကဲ့သို့ အကြံပတ်စစ်ကောင်စီတပ်ကလေးချောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်ခဲ့ပါတယ်ရေကြီးငတိုင်းချောင်းစစ်မျက်နှာဘက်မှာဒုတိယစစ်မျက်နှာအနေနဲ့ဂွားမျိုးကနေငတိုင်းချောင်းကားလန်တိုင်ခြစ်တက်လာတဲ့အီအီနဲ့ ပူပေါင်းတပ်များဟာငတိုင်းချောင်းမြို့နဲ့30တမိုင်အကွာမှာရှိတဲ့အေယာဝရီတိုင်းနဲ့ရခိုင်ပြည်နယ်နေကြားစစ်စေးရေးဂိတ်ဖြစ်တဲ့ဘေးဒါစစ်စေးရေးဂိတ်ကိုဇန်နဝါရီ2ရက်နေ့ကစတင်ပြီးဝင်ရောက်တိုက်ခိုက်ခဲ့ကဇန်နဝါရီ6ရက်မှာဘေးဒါဂိတ်ကိုတိမ့်ပိုက်နိုင်တယ်လို့သိရပါတယ်။အဲဒီနောက်မှာဖေဖော်ဝါရီ14ရက်မှာအေအေနဲ့ပူပေါင်းတပ်တွေကမြောက်ဆန်းအခြေစိုက်အမတ်3လေးလေးရှိအောင်ဥတီခြစ်တက်လာပြီး လမ်းတစ်လျှောက်မှာရှိတဲ့စစ်တပ်နဲ့စတင်တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့သိရပါတယ်။အဲဒီနောက်ရေကြည်မြို့နယ်အမတ်တ344အနီးနဲ့ပသိမ်မုံရွာလမ်းဘေးရှိကြေးရွာတချို့မှာမလတ်18ရက်ကစပြီးတိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။2025ခုနှစ်မတ်လ26ရက်နေ့ရေကြည်မြို့နယ်ငတိုင်းရောင်းရှိငကားရစ်တောင်ကြီးအနီးမှာစစ်ကောင်စီနဲ့အေပါဝင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်က40ဝန်းကျင်ကတေဆုံးကြောင်းလည်းသိရှိရပါတယ်။အမတ344ရဲ့ကာကင်းစခန်းများတီတာကုန်းပြင်ရွာရဲစခန်းအနီးတစ်ဝိုက်ကိုတိုက်ခိုက်ရေးရရင် တိုက်လေရင်များနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။မတိုင်းကြောင်ဂွါလန်းပေါ်မှာရှိတဲ့အမတ344ရဲ့ကာကင်းစခန်းအချို့ကိုအေအေနဲ့ပူးပေါင်းတပ်ဖွဲ့တွေက မေလ17ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးကာကင်းစခန်းချို့မှစစ်သားများဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်။အမတာ3လေးလေးနဲ့22မိုင်ခန့်အကွာ AR နဲ့ရခိုင်ပြည်နယ်ဆက်နေကြားကြောက်တိုင်အနီးစပင်ကြီးရွာနီးရှိကာကင်းစခန်းနဲ့18မိုင်ခန့်အကွာ လက်ပံပင်ကြီးရွာနီးကာကင်းစခန်းနှစ်ခုအား AR နဲ့ပူပေါင်းတပ်ဖွဲ့များတင်ပိုက်ခဲ့ပါတယ်။ ထို့နောက်အမတ်တ3 4 4နဲ့9မိုင်ခန့်အကွာကြောက်တိုင်ဘွေမှာ ကာကင်းစခန်းကိုဥတီလာတကဲ့သို့အေအေနဲ့ပူပေါင်းတပ်ဖွဲ့များအမတ်တ3 4 4နီးမိတ်တလင်ကြီးရွာအပြင်ဘက်တောင်ကုန်းပေါ်မှာရှိတဲ့ကာကင်းစခန်းကိုမေလ28ရက်နေ့ညကတိုက်ခိုက်တာကို တွေ့ရပြီးတော့မေ30ရက်မှာ အမတ်တ3 4 4ဒုံးကြီးများနဲ့ပြစ်ခတ်တာကိုတွေ့ခဲ့ရပါတယ် ဇွန်လာကျမ်းမှာငကရစ်တောင်တဝိုက်မှာတိုက်ပွဲများ ပြင်းထန်နေတာကိုလည်းသိရှိရပါတယ်။လေးမျက်နှာအင်္ဂပူစစ်မျက်နှာတတိယစစ်မျက်နှာအနေနဲ့မလ15ရက်ဝန်းကျင်ကနေစပြီးအေယာဝရီတိုင်းလေးမျက်နှာမြို့နယ်အတွင်းပသိမ်မုံရွာကားလမ်းဘေးရှိယူမတော်ယူမတော်တွင်နေရာချို့နယ်လေးမျက်နှာမြို့နယ်ကွင်းကြီးကြီးရွာအုပ်စုအောင်စံကွင်းကွင်းကြီးဆက်ဆက်ယူ လဲခုံလေးလဲခုံကြီးချင်းလေရွာကြီးရွာနဲ့ကញင်တိုင်းကြီးရွာနီးရှိကြားအောင်တောင်တို့မှာတိုက်ပွဲများဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်လေးမျက်နှာနဲ့ရခိုင်ရိုးမအဆက်ရှိပသိမ်မုံရွာကားလန်ပေးဆက်ဆက်ယူရွာနဲ့တုံးတော်ရွာတို့မှာမက်လ16ရက်နေ့ကစတင်က ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီးတော့အကျန်းဖတ်စစ်ကောင်စီဟာမက်လ19ရက်နေ့မှာ၎င်းတို့တက်ဆွဲ နေရာယူထားတဲ့တုံးတော်ကြီးရွာကိုလေချောင်းကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မလ23ရက်ညနေပိုင်းအချိန်မှာတုံးတော်ကြီးရွာမှာရှိတဲ့အကျန်းဖတ်စစ်ကောင်စီစခန်းကိုတော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့များဝင်ရောက်စီးနင်းပြီးထိမ့်ချုပ်နိုင်ခဲ့ကြောင်းစစ်ရေးသတင်းများအရသိရပါတယ်။တိုက်ပွဲများပြင်းထန်နေတဲ့ရေကြီးမြို့နယ်တရက်ပင်ကြီးစုကြီးရွာလေးမျက်နှာမြို့နယ်ဆက်ဆက်ယူကြီးရွာတို့မှာပိတ်မိနေတဲ့ဒေသခံတချို့ကို

ငလင်လှုပ်ပြီးနောက်ပိုင်းအေးနဲ့ပူပေါင်းဓာတ်များတက်ပြန်ဆုတ်သွားတဲ့သူတိုက်ပွဲများခိတ္တငြိမ်သက်သွားခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်မတ်လ18ရက်ကအေးနဲ့တော်လန်ကြီးတက်ဖွဲ့များဟာဟင်္ဒရာခရိုင်လေးမြများလေးမျက်နာမြို့နယ်တွင်းရှိပန်းတော်ကြီးရွာကိုစတင်တိုက်ခိုက်ခဲ့ကြပါတယ်။ငလင်လှုပ်ချင်းခိတ္တတိုက်ပွဲရပ်ထားတော်လေအေပယ်၁၈ရက်ညမှာပန်းတော်ကြီးအားပူပေါင်းဓာတ်များကတိမ့်ပိုက်လိုက်နိုင်တယ်လို့သိရှိရပါတယ်။ စစ်ကောင်စီတပ်များအားပန်းတော်ကြီးကဆုတ်လာခဲ့ပြီးစီစုံကုန်းမှာပြန်လဲခံစစ်ပြင်းနေတယ်လို့သိရပါတယ်စီစုံကုန်းရွာဟာပန်းတော်ကြီးရွာရဲ့အရှိတ်ဘက်နှမိုင်ခန့်အကွာဝေးရှိပြီးလေးမျက်နာမြို့နဲ့ပန်းတော်ကြီးကြီးရွာဆက်သွယ်ထားတဲ့လမ်းပေါ်မှာရှိပါတယ်ပန်းတော်ကြီးရွာပသိမ်မုံရွာလမ်းပေါ်မှာရှိပြီးအရှိတ်ဘက်7ကီလိုမီတာခန့်အကွာမှာလေးမျက်နာရှိပြီးမြောက်ဘက်15ကီလိုခန့်အကွာမှာကွင်းကောက်ရှိပါတယ် ကွင်းကောက်မှာအမှတ်ငါတက်မတော်တိုင်းမြင့်လေးကျင်ကြီးကျောင်းတတကငါရှိပါတယ်။အေနဲ့ပူပေါင်းတက်များက ပန်းတော်ကြီးအားတိမ့်ပိုက်လိုက်တဲ့ဖြင့်မြောက်ဘက်ကွင်းကောက်အရှိဘက်လေးမျက်နာကိုသာ မကတောင်ဘက်ပသိမ်မုံရွာလမ်းကိုဖြတ်တဲ့ရင်းနသာဂိတ်ကိုပါချင်းချောက်လာနိုင်ခဲ့ပါတယ်။ကျမ်းပတ်စစ်ကောင်စီအားကွင်းကောက်နဲ့လေးမျက်နာမှာတက်ရင်အားဖြစ်တင်းပြီးတော့ပန်းတော်ကြီးကိုပြန်လဲထိုးစစ်ဆင်ဖို့ စ조사နေတယ်လို့ကြားသိရပြီးဂျွန်လာဇန်းမှာပန်းတော်ကြီးတက်ဝိုက်မှာတိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်လေးမျက်နှာမြို့နယ်အတွင်းရှိကျေးရွာများကိုဧပြီလ17ရက်ညပိုင်းမှာစတင်ပြီးအကြမ်းဖက်စစ်ကောင်စီကလေးချောင်းကဘုံကျဲ့တဲ့အပြင်လက်နက်ကြီးနဲ့ပါဇက်တိုက်ပစ်ခတ်နေတဲ့အတွက်ကြောင့်ဒေသခံများစွာထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်းသိရပါတယ်လေးမျက်နှာမြို့နယ်အတွင်းရှိပန်းတော်ကြီးပန်းတော်ပေါက် စီစုံကုန်းစင်သေးအောင်ပေါ်လဲကူကွန်းကြံကုန်းစတဲ့ကျွေးရွာများကိုလက်နက်ကြီးများကြက်ရောက်ပောက်ကွဲပြီးမီးလောင်မှုများဖြစ်ပေါ်နေတဲ့အတွက်ကြောင့်တိမ်းရှောင်ခဲ့ရကြောင်းလဲဒေသခံတွေကဆိုပါတယ်ရကန်ယိုးမနဲ့ထိစက်တဲ့လေးမျက်နှာမြို့နယ်အတွင်းရှိဝုတ်ကုန်းစမ်းကုန်းတုံးတော်ရှာတော်စုနဲ့ပန်းတော်ကြီးကျေးရွာများကိုအေးနဲ့မာမိတ်ပူပေါင်းတပ်များကတိမ့်ပိုက်ခဲ့ပြီးနောက်လေးမျက်နှာမြို့မြောက်ဘက် အင်ကပူမြို့နယ်ရှိကြေးရွာများထိတိုက်ပွဲများရောက်လာခဲ့ပါတယ်။အင်ကပူမြို့နယ်ကွင်းကောက်မြို့အနီးမေလ15ရက်မှစတင်ပြီးအေအေနဲ့ပူးပေါင်းဓာတ်များနဲ့စစ်ကောင်စီတပ်များကြားတိုက်ပွဲများပြင်းထန်နေပါတယ်။ပန်းတော်ကြီးနဲ့ပိန်းနယ်ကွင်းရွာများမှာတိုက်ပွဲများဖြစ်ပွားနေတာကိုလည်းတွေ့ရတဲ့ကဲ့သို့ကွင်းကောက်ခြေဆိုင်တတ်တတ်က9အနီးရှိဗန်ပွေးကုန်းတဝိုက်မှာလည်းနှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်းသိရပါတယ်။ မူလဘောမီမှာရွှေတောင်ရံတို့ဥတီတဲ့စစ်ဦးဟာဘောမီမှာရက်တန့်သွားပြီးတော့ဇန်နဝါရီလကုန်ဖေဖော်ဝါရီလဇန်မှာတာပေါင်းကိုဥတီ၍၎င်းမက်လလဲမှာစပြီးရေကြည်မြို့နယ်မြောက်ဆန်းကိုဥတီ၍၎င်းမက်လမှာစပြီးလေးမျက်နာကိုဥတီ၍၎င်းအီပယ်လနှောင်းပိုင်းကစပြီးအင်ကဘူကွင်းကောက်ဘက်ကိုဥတီ၍၎င်းစစ်မျက်နာဖွဲ့လာတာကိုတွေ့ရပါတယ် တို့ဖြစ်ရာအေယာဝတီတိုင်းတာပေါင်းရေကြီးငတိုင်းချောင်းလင်းမျက်နှာအင်္ဂပူမြို့နယ်နဲ့ထိစက်တဲ့ဒေသများမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းသုံးဘုံကျဲတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။အေယာဝတီတိုင်းတွင်လူနေကြီးရွာများအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရဲသား၉ဦးသေဆုံးပြီးရှိဦးဒံယာရရှိခဲ့ကလူနေ30ပျက်စီးခဲ့တယ်လို့အေယာဝတီတိုင်း ARPDF အမှတ်29ဗျူဟာနဲ့ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ PLF တို့ကမေလ14ရက်နေ့မှာပူးတွဲထုတ်ပြန်ခဲ့ကြပါတယ်။ဤတက်ခတ်မှုများကိုအကြမ်းဖက်စစ်ကောင်စီတပ်က2025ခုနှစ်ဧပြီ28ရက်နေ့မေလ9ရက်နေ့အတွင်းကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။ခြုံငုံ300ရင် ARPDF တိုင်းအတွင်းတိုက်ပွဲများနဲ့စစ်ကောင်စီဘက်ကရော အီအီနဲ့ PDF တပ်ဖွဲ့များကပါသတင်းထုတ်ပြန်ခြင်းမရှိလို့တိုက်ပွဲအရေအတွက်အကြဆုံးသတင်းများတိကျစွာ မသိရပါဘူးအရက်သားသတင်းမြေပြင်သတင်းများကို အားပြုနေရပါတယ်မြေပြင်သတင်းများရာ AR စစ်မျက်နှာနဲ့ပတ်သက်ပြီးတွေ့ရှိရတဲ့အချက်များကိုခြုံငုံသုံးသပ်ပါက အောက်ပါအတိုင်းတွေ့ရပါတယ်။အချို့အချက်တွေကိုတော့ထပ်မံအတည်ပြုဖို့လိုအပ်ပါတယ်။ 2024ခုနှစ်ဒီဇင်ဘာ29ရက်နေ့ကဂွားမြို့ကြာခြင်းဟာ AR စစ်မျက်နှာအတွက်သတိပေးခေါင်းလောင်ထိုးလိုက်ခြင်းဖြစ်ပြီးတော့2025ခုနှစ်ဇန်နဝါရီ16ရက်ဗောမိကျတော်ပြီးနောက် AR စစ်မျက်နှာစတင်အသက်ဝင်လာပါတယ်။ဂွားမတောင်ဘက်ဗောမိထီတော်လန်ဤတပ်ဖွဲ့များတိမ့်ပိုက်ခဲ့ပြီးကျမ်းဖတ်စစ်တပ်ကငွေတောင်ရန်တကြောမှာခံစစ်ပြင်းပါတယ်။ တော်လိုင်းတပ်ဖွဲ့များကစက်မတိုးသေးတော့လဲအချိန်မရွေးဆက်တိုးလာနိုင်လို့အကျန်းဖတ်တက်ကရွှေတောင်ရံတကြောမှာခံစစ်ပြင်နေစေဖြစ်ပါတယ်။ဘောမီတိမ်းပြီးနောက်ဇန်နဝါရီလကုန်ကစပြီးတာပေါင်းဘတ်သူ၎င်းဇန်နဝါရီ6ရက်မှာဂွားငတိုင်းချောင်း ကားလမ်းပေါ်ရှိဘေးဒါနေကြားဂိတ်အားတိမ်းပိုက်ပြီးဖေဖော်ဝါရီလအတွင်းအမတ်တ344အခြေဆိုင်ရာရေကြီးမြို့နယ်မြောက်ဆန်းသို့ဥတီ၍၎င်း 2025ခုနှစ်မတ်လအတွင်းလေးမျက်နှာမြို့နယ်အတွင်းပသိမ်မုံရွာလမ်းပေါ်တို့ဥတီ၍၎င်းစစ်မျက်နှာ၃ခုဖွင့်လှစ်ခဲ့ပါတယ်။ဂျွန်လာဆန်းတရင်များရအေနဲ့ PDF ပူးအောင်တက်များဟာတာပေါင်းစစ်မျက်နှာမှာတန်ငယ်ငိန်သက်နေတော်လဲရေကြီးငတိုင်းချောင်းစစ်မျက်နှာမှာမြောက်ဆန်းခြေဆိုင်အမတ်တ၃လီလီအားဥတီပြီးငရရစ်တောင်မိတ်တလင်နဲ့ဆက်ဆက်อยู่ရွာများမှာ၎င်း အင်္ဂဘူလေးမျက်နှာဆက်မျက်နှာမှာပန်းတော်ကြီးပိန်းနေခွင်းနဲ့ကွင်းကောက်တဝိုက်မှာ၎င်းတိုက်ပွဲများဖြစ်နေတယ်လို့သိရပါတယ်။အေနဲ့ပီရီအပူပေါင်းတပ်များဟာတာပေါင်းရေးကြီးငတိုင်းချောင်းနယ်မှာစလေးမျက်နှာအင်္ဂဘူနယ်များကိုဖျက်ပြီးတော့မြန်အောင်ကြံခင်းအထိရခိုင်ရိုးမှအတိုင်းတက်ဖြန့်လှုပ်ရှားနေတယ်လို့ဒေသခံများကဆိုကြပါတယ်။အေအော်ရီဆက်မျက်နှာမှာအေနဲ့အတူပီရီရဲ့ အမှတ်29ဘျူဟာလောက်ခံတက်ရင်နှရင်ပြည်သူ့လူမျိုးရေးတပ်ဖွဲ့ PLF တို့စစ်စင်ရေးပူးပေါင်းဆင်နွှဲနေပြီးစစ်စင်ရေးကိုကဲမှုဟာအေကယူထားပုံရပါတယ်စစ်စုပေါင်းအင်အားအနည်းဆုံး1000ကျော်ရှိနိုင်ပါတယ်ထို့ပြင်စစ်တောင်းမြင့်အရှိတ်မှစုဖွဲ့နေတဲ့ AOR PDF တပ်ဖွဲ့များ မကွေးတိုင်းမှာစုဖွဲ့လေ့ကျင့်နေတဲ့ AOR ဒေသခံ PDF များဟာလည်း AOR တိုင်းအတွင်းကိုခြိတက် ူးပေါင်းရန်ပြင်ဆင်နေကြပါတယ်။လက်ရှိအချိန်မှာဘောမီမအင်ကဘူနယ်အထိအီအီနဲ့ PDF ပူးပေါင်းတပ်များရဲ့လှုပ်ရှားမှုကိုတွေ့မြင်နေရပြီးအကြမ်းဖက်စစ်ကောင်စီတပ်များဟာရွှေတောင်ရန်တာပေါင်းမြောက်ဆန်းကွင်းကောက်မဲဆလီကုန်းနဲ့တာပေါင်းအတုပ်ရေကြည်မြို့နယ်သုံးခုလမ်းစုံတစီချောင်းရွာတို့မှာခံစစ် ပြင်းနေတာကို တွေ့ရပါတယ်။2025အတွင်း ပုံမူကျေပြန့်လာတဲ့အေယာဝရီစစ်မျက်နှာကိုမြင်တွေ့ရနိုင်ပါတယ်2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးကတည်းက2024ခုနှစ်တည်အကြမ်းဖက်စစ်ကောင်စီအတွက်တည်ငြိမ်တဲ့နောက်တန်းဖြစ်ခဲ့တဲ့အေယာဝရီတိုင်းရဲ့အခြေအနေဟာ2025ခုနှစ်မှာ လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ် မုတ်ချအောင်ရမယ်